အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်တို့ကအအနေထားဒီဇိုင်းကိုကြည့်လိုက်ရင်သဘောပေါက်မယ်ထင်တယ်ကျွန်တော်တို့ချောင်းတာကိုသွားမယ်ချောင်းတာကိုသွားပြီးတော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့အခုလောလောဆယ်အာသွင်းတာမင်းညာအင်တန်ရောက်တာနောက်ရတော့အာသွင်းတာ83%ပဲရှိတယ်ခုတည်းကအာသွင်းနေတော့မယ်အာပြည့်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 ကျွန်တော်တို့သွားတော့မယ်အာတကယ်တမ်းတော့တကုံးအေရမှာအာသွင်းလို့ရတယ်အာမသွင်းတော့ဘူး 83%ဆိုရင်တေကြာပေါက်ချောင်းသားကိုရောက်တယ်ထို့ကြောင့်ချောင်းသားမှာကျွန်တော်မိတ်ဆွေဟိုတယ်တစ်ခုရှိတယ်အဲ့မှာ level 1ချာချာနဲ့အားသွင်းမှုလည်းကျွန်တော်စီစဉ်ထားတယ်ထို့ကြောင့်ဘာမှစိတ်ပူစရာမလိုတော့ဘူးသွားအောင်ပါအခုကျွန်တော်ဘုံပြင်ထွန်းတရားကိုရောက်လာပြီဘုံပြင်ထွန်းတရားကနေပြီးတော့ပသိန်ကို92မိုင်ဘယ်နှဖာလုံးလဲမသိဘူးလိုသေးရလို့သိရတယ်အဲ့တော့အခုကားက တတိယ65ရာခိုင်နှုန်းကျန်သေးတယ်ဆိုတော့ကျွန်တော်တို့အခုအာ65ရာခိုင်နှုန်းမှာအမိုင်184မိုင်ကျန်သေးတယ်လို့ပြထားတယ်ပသိန်ရောက်ရင်ကျွန်တော်မိုင်100ကျန်အောင်မယ်လို့အကြံပြန်မှန်းလို့ရတယ်ပေါ့နော်ဆိုတော့ပသိန်ကနေပြီးတော့ချောင်းသာကလည်းမိုင်ဘလောက်မှမရှိဘူးဆိုတော့ချောင်းသာကပေကြပေါက်အေးအေးဆေးဆေးရောက်တယ်လို့ယူဆလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်စက်သွားကြည့်ပါဦးရန်ကုန်နေထွက်လာတာ ်မိုင်ရှိပြီနော်56မိုင်ရှိပြီ battery percentage က20ရောပါပြီရန်ကုန်ကထွက်လာတာ80နဲ့အခု60နဲ့အဲ့ဒါကျွန်တော်တို့ဘယ်ကိုရောက်လာပြီလဲဆိုတော့ pattern ကိုရောက်လာပြီဆိုလိုချင်တာကရန်ကုန်မြို့တွေကနေပြီးတော့ pattern ကိုဒါ battery percentage က20%ကုန်တယ်လို့သတ်မှတ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပိန်ဆက်သွားမယ်တော့တိတ်ဝေးမလို့တော့အခုကြောင်းကုန်းတရားပေါ်ရောက်လာပြီဆိုတော့ကြောင်းကုန်းကိုရောက်မှာ53ရာခိုင်နှုန်းဆိုတော့50နဲ့ပဲထားပါတော့ရန်ကုန်ကြောင်းကုန်းဆိုရင် ဒါ30ခန်းလုံးကုန်တယ်လို့သတ်မှတ်လို့ရโอเคတသိန်းတော်တော်နီးနေမိုင်40လောက်ဆိုရောက်ပြီအဲဘက်ထရီကဘယ်လောက်ကျန်သေးတယ်လို့ပြောလို့ဆိုတော့152မိုင်သွားလို့ရသေးတယ်လို့ပြထားတယ်ဆိုတော့သေးကြတယ်ကျွန်တော်ခုနကပြောသလိုပဲပသိန်းရောက်တယ်ဆိုရင်မိုင်100လောက်ကျန်အောင်မယ်ဆက်သွားကြည့်အောင်ပသိန်းဝင်လာပါပြီဗျာ။နော်ပသိန်းဝင်လာတဲ့အခါမှာ39ရာခိုင်နှုန်းကျန်သေးတယ်။မိုင်အားဖြင့်ပြောရင်106မိုင် ကြံသေးတယ်ပေါ့နော်ဆိုတော့ပသိမ်ကနေချောင်းသာဝ39မိုင်လို့ရေးထားတယ်ခုနတော့ကအငွေဆောင်ဆိုရင်35မိုင်ပဲရှိတယ်ဆိုတော့ကျွန်တော်ကဘလို့ပဲနေနေချောင်းသာကိုအမိုင်90လောက်အကြံနဲ့ရောက်ကိုရောက်မယ်လို့ယူဆတယ်အဲ့တော့ပသိမ်မှာမနာတော့ဘူးချောင်းသာကိုတစ်ခါရဲသွားမယ်ကဲနောက်ဆုံးတော့ချောင်းသာကို ရောက်ရှိလာခဲ့ပြီ။ချောင်းသာကိုကျွန်တော်တို့ SOC ဘလောက်အကြံနဲ့ရောက်ရှိလာရလဲဆိုတော့20နှစ်ရာခိုင်နှုန်းအကြံနဲ့ကျွန်တော်တို့ရောက်ရှိလာတာ။ကျွန်တော်ရန်ကုန်ကနေပြီးတော့80နှစ်ရာခိုင်နှုန်းနဲ့ထွက်လာတယ်။အခုချောင်းသာရောက်ကို20နှစ်ရာခိုင်နှုန်းဆိုတော့ကျွန်တော်တို့60ရာခိုင်နှုန်းကုန်60ရာခိုင်နှုန်းကုန်တယ်ဆိုတော့ကျွန်တော်မှအဲ့မှာတွက်ချက်စရာတွေဖြစ်သွားပြီ။အာဘာလို့တွက်ချက်စရာတွေဖြစ်လဲဆိုတော့ standard range တမားတွေလာလို့ရလားမရလားကျွန်တော်တွက်ပြချင်းလို့ပါ။ကျွန်တော်တို့ battery capacity က64 into 60ရာခိုင်နှုန်းဆိုတော့38.4 အာကီလိုဝက်ဟာဝါကုန်နေပေါ့နော်ဂျန်နရိတ်တမားကြီးလည်းတေချာပေါက်ချောင်းသာကိုလာလို့ရတယ်ဒီမှာတော့အပြန်သွင်းရကျွန်တော်လည်းအပြန်သွင်းရမှာမသွင်းလို့ရှိရင်ရန်ကုန်ပြန်မရဘူးအသွားပြန်တော့မရဘူးပေါ့ဗျာဆိုတော့38တသမ4ကိုကျွန်တော်တို့ကအကယ်၍မြန်အာဟိုတယ်မှာက Chinese station တွေမှာကောက်သူမျိုး400နဲ့ကောက်မယ်ဆိုရင်ညောင်ကြည့်လိုက်ရင်ဘယ်လောက်ကျတော့ပေါင်းခွဲ360ကျတယ် 15360ကြာတယ်ဆိုတော့15360အသွားပြန်ဆိုလို့ရှိရင်အဲ3100ပေါ့ဗျာ3100နဲ့ရန်ကုန်ချောင်းသာကိုအသွားပြန်သွားလို့ရပါတယ် MP4 နဲ့အဲ့ဒီတော့ EV နဲ့ချောင်းသာကိုလာဖို့စိတ်ပူနေတဲ့လူတွေအတွက်ဒီဗီဒီယိုလေးအဖြေလေးတစ်ခုဖြစ်မှာပါကျွန်တော်ကတော့စီးသွားမှာလာချက်လားဟုတ်ပါပါ Yay ချောင်းသာ mà mà ba mà tiếp bao thêm thì nó